ကျမရဲ့မီဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဟောကိန်းအခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ပန်းဝင်းညင်သက်တည်လို့အမည်ရတဲ့ရှင်နေပွေရာမိုကင်ဖြည့်ရမန်ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။တကယ်တော့ကျွန်တော်ကဘယ်သူမှမသိပါဘူးဆိုပြီးသွေးအေးနဲ့လူသက်ခဲ့သူပါ။ သူနဲ့ကျွန်တော်ကဘာရန်ညို့ရန်စားမှလည်းမရှိဘူးအသေးမိတ်ဆွေဖြစ်တာမှဘာမှမကြသေးပါဒါပေမဲ့လောဘရမကနှိုးဆော့လာပြန်တော့အကျိုးစီးပွားတူ မိတ်ဆွေဖွဲ့ဖို့လာတဲ့လူကိုတမ်းမိရာပုံ မကောင်းမှုဆိုတာမျိုးကဘယ်မှာစီးကြရာရှိမလဲရာဆွေပေးဆိုရလေပြေးလူကျုံထုံးစံမှမရှိတော့နာမည်ကဟုတ်ကဲ့ကျွန်တော်နာမည်ထုံးမှာမှာနေရာကရောဘယ်မှာနေလဲ ဟုတ်ကဲ့ရန်ကုန်အမှတ်သုံးလမ်းမကြီးမင်္ဂလာတုံမြို့နယ်နွေခွေရက်ကွန်မှနေပါရယ်အလောက်ကရောပါလို့လေဟုတ်ကဲ့ကျွန်တော်စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ပါရယ်ဘာပြင်းနေစိုက်ပျိုးရလဲကွာဘိုးဖယုံတက်ခွာငရုပ်ကျက်သွန်စားတဲ့တီးနိုင်မျိုးစုံကိုစိုက်ပါရယ်อืมကိုထွန်းမောင်ကတမအာစီဝါကြတဲ့လုပ်ငန်းတွေလည်းလုပ်နေတာပဲခမည်းကိုကြီးရတာလေရိုးရိုးသားသားပါပဲဘာကြောင့်များခုလိုလူသန်းမှုဖြစ်တဲ့အထိကျူးလွန်ရတာလဲဗျာ ဟုတ်ကဲ့ပါရဲမှုကြီးဖြစ်ပြပုံအစဆုံးကိုကျွန်တော်ပြောပြပါမယ်။ညမောင်ကကြီးစုပြီးမိုးကလည်းအညိုကြီးစွာရွာလျက်ရှိတဲ့တနေ့ကုံရွာသွန်းနေတဲ့မိုးကညစေနာရီကျော်တော့လေမိုးကမစဲသေးတယ်။တကနာမှာမိုးထစ်ချုံတန်းတဲ့တူလေရစီအလက်မှာကိုထုံးမောင်နေတိုင်းတဲ့တဲအိမ်လေးစီကိုလူတအူတန်းနဲ့မမက်လျှောက်လာနေတာကိုလှမ်းမြင်လိုက်တယ်။ဒိုလူကကိုထုံးမောင်ရဲ့ခြံဝမှာရက်ပြီ။ကျွန်တော့ကိုဝင်ခွင့်ပြုပါဗျာ ဒိုဒိုတောင်းဆိုလိုက်တယ်ကိုတွန်းမောင်ကလည်းခြံတကားကိုစီးရုံသာစီးထားလို့ခြံတကားစီးရုံပဲစီးထားတာတွန်းဖွင့်ပြီးတော့ဝင်ခဲ့ပါဗျဟုတ်ကဲ့ဒီတညဖို့တော့ကျုပ်ကိုဒီမှာပဲညအခွင့်ပြုပါဗျဒိုလူကထမ်းမှန်ပြီးတော့ခွင်တောင်းနေဒိုလူကိုကိုတွန်းမောင်ကစူးစမ်းကြည့်နေသူသည်ချာချာကြီးရှုလိုက်တယ်မိုးရေကလမ်းကောက်အင်ကြီးညိုချောင်းမိုးကအုတ်ထုပ်ကိုဆောင်းပြီးဂျင်းမောင်မီကိုဝေထားက မြားဘက်ပခုံးမှာဂျင်းကျော်ဖို့အိတ်ကိုလဲထားပြီးဘဲဘက်လက်ကခီးဆောင်အိတ်တလုံးကိုဆွဲထားရင်ကိုထွန်းမောင်ရဲ့နှုတ်မှာဘာမှခွေးတုပ်ပြန်မပြောလို့ဒိုလိုကကိုထွန်းမောင်ကိုစူးစိုက်တဲ့အကြည့်နဲ့ပြန်ကြည့်လိုက်တယ်။တက်ခဲ့လေဗျဘာလုပ်နေရလဲ။လူသားချင်းချင်းရိုင်းပင်ကူညီသင့်တယ်လို့ကိုထွန်းမောင်ရဲ့စိတ်ကဖြစ်ပေါ်လာလို့ဒိုလိုကိုညာအိတ်ခွင့်ပြုလိုက်တယ်။ဒိုလိုကကိုထွန်းမောင်ရဲ့တဲ့အိမ်လေးစီကိုလှမ်းတက်လာပြီ။ ။နောင်ကြီးကလူတစ်ဖက်သားကိုကိုညီကျင်တဲ့စိတ်ရှိသားပဲ။အခုလိုကိုညီတာကိုကျွန်တော်ဘက်ကကျေးဇူးများကြည့်တင်ပါရယ်ဗျ။ဒီအိမ်မှာရောနောင်ကြီးတယောက်တည်းနေရလား။ဟုတ်ပါရဲ့ဗျ။ကျွန်တော်တယောက်တည်းပဲနေပါရယ်။မပြင်းဘူးလားဗျ။လုပ်ငန်းကဘာလုပ်လဲစိတ်မရှိနဲ့နော်။음ကျွန်တော်ရဲ့လုပ်ကတော့ဒီခြံထဲမှာစိုက်ပျိုးရေးလုပ်တယ်။မိသားစုကတော့ဘကုန်းမှာပဲနေကြရယ်ဗျ။အတူတူပဲပေါ့ကျွန်တော်လည်းစိုက်ပျိုးရေးသမားပဲဗျာကျွန်တော်နာမည်ကစန်းခွန်မိုင်းလို့ခေါ်တယ် ျွန်တော်ကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာနေထိုင်နေပြလာရင်ကိစ္စကတော့ပြကျွန်တော်တို့ရှမ်းပြည်နယ်မှာစိုက်ပျိုးရေးလုပ်ငန်းတွေကိုတိုးချဲ့နေကြပြီပြလူရင်းကိုတိုးတိုးနဲ့ပြုံးမယ်ပေါ့ဗျာမြေပရိသာကျွန်းမှာစိုက်ပျိုးရေးကရိယာနဲ့မြေဩဇာအပါဝင်ဘိုးသက်စီအစရှိတဲ့ပစ္စည်းတွေကိုဝယ်ဖို့လာခဲ့တာဗျာကောင်းပါလေဗျာစိုက်ပျိုးရေးသမားချင်းချင်းအခုလိုမမျှော်လင့်မဲ့တွေးဆောင်ကြတာမင်္ဂလာတပါးပါခင်ဗျားလေးနေနေပေါ့ပါတော့လှုပ်တတ်မှာပေါ့နော်ပို့ပြီးတော့ရင်းနှီးတော့အောင်လို့ပါ ဟုတ်ကဲ့ရပါတယ်ဗျဒီလွန်နဲ့ကိုထုံးမောင်ကစမ်းကုန်မိုင်းရဲ့လှူရှားပုံကိုအငဲခတ်နေလိုက်တဲ့စမ်းကုန်မိုင်းကခီးဆောင်အိတ်ထဲမှာမန္တလေးရံပလင်းကို ထုတ်လိုက်တဲ့ကိုထုံးမောင်ကလည်းအလိုက်တသိမ့်ပဲတောင်းရီအိုစင်ပါရေခွန်းနဲ့ရေအပြေခတ်လာပြီးရေလေးချမ်းပကံနှလုံးကိုပါယူလာခဲ့တယ်နန်းနဲ့ထမင်းချမ်းနဲ့အစာပြေစားရင်ငကြဖို့ရှိလို့ပို့ပြီးတော့အစင်ပြေတော့တယ် ဆိုင်ကုန်မိုင်းကရံပလင်းကိုပါကင်ဖွင့်ပြီးအကျန်းပကန်လှလုံးလေးကိုတဲကရေအနေငယ်စီရောဆက်လိုက်တဲ့အဲ့ဒီနောက်အရဲခွက်များကိုကိုင်းမြောက်ပြီးယင်ကြီးမှုတည်းရဲ့လောက်က ပကန်နှက်ခန်းချင်းထိလိုက်ပြီးပြိုင်းတူမောချလိုက်တဲ့တခဏကြာမှာတော့သူတစ်ခွက်ကိုတစ်ခွက်နဲ့အတော်ပင်ရှင်းနေတော့ရင်စကားတွေကိုလည်းဖောင်ဖွဲကပြောနေမိတဲ့တောင်းရင်ပြောရင်နဲ့အချိန်တို့ကဂုံလုံးလာပြီး ညင်းကလည်းနက်လာပြီဖြစ်လို့ပဝင်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်သွားကမိုးကလည်းတဖွဲဖွဲနဲ့ရာနေစေဖြစ်တဲ့ကိုတွမောင်ကအင်းရှင်ဖြစ်လို့တိတ်မတော့ဖြစ်ပေနှစ်ခွဲတစ်ခွဲနှုံးလောက်သာတော့ဖြစ်လို့ဆန်းခုမိုင်းကအများဆုံးတော့သူဖြစ်တဲ့ရန်ပလင်တလုံးလည်းကုံသွားပြီဖြစ်လို့ဆန်းခုမိုင်းကအတော်မုန်းနေပြီဖြစ်တဲ့ကိုတွမောင်ကရေချိန်မှန်ယုံသာရှိလို့တိုင်းတိုင်းမှာကြုံးမိပြီးနေလိုက်တဲ့ ခဏကြာမှာတော့စမ်းခွန်မအမိုးလွန်ပြီးလဲကြသွားတယ်။အပေါ်ရှိအင်ကြီးကျဲတီတလုံးကဟာနေလို့လက်တန်းလုံးနီးပါးခန့်ကြိုးကြီးတကုန်းကရွှေရောင်တလက်လက်နဲ့ပြူးထွက်နေတယ်။စောစောပိုင်းကဘာမှသတိမထားမိတဲ့ကိုထုံးမောင်ကမြအမိုးပြေးခြင်းလိုဖြစ်သွားတယ်။ညာဘက်လက်ကဝိတ်ကဟန်ချင်းကြီးကိုလည်းကိုထုံးမောင်ဖြက်ကနေလမ်းမြင်လိုက်တယ်။ဘဲလက်ချောင်းမှာဆွထားတဲ့ကြောင်စိမ့်နီလာနဲ့ဗရန်များလက်စွပ်သုံးခွင်းကလည်းပြူးထွက်လို့နေပြီး မမြင်ဘူးလို့မူးကိုမြစ်တင်ပြီးတဲ့ကိုထုံးမောင်တယောက်စိတ်တွေပေါက်ပြန်ပြီးတဲ့ဇာရိတာနဲ့ကိုချင်းတရားတွေကို မေးကုန်ပြီးအခွင့်အရေးဆိုတာပြီးတော့ယူရမယ်ဒီခွင့်ရေးမျိုးကနှကားမပြီးဘူးလို့စိတ်ရင်စိတ်မိုက်တွေဝင်လာမိတဲ့အမိုးလွန်ပြီးတကောကောအိပ်ပြောင်းနေတဲ့စန်းခွန်မင်းရဲ့မျက်နှာကငုံကြည့်ပြီးဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားပြီးအနည်းရှိခေါင်းအုံးကိုယူကစန်းခွန်မင်းရဲ့မျက်နှာပေါ်ကိုဖီချလိုက်တဲ့ အမိုးလွန်နေတဲ့ဆိုင်းခုံမင်းကရုံတရက်တွန့်လင်ပြီးတော့ရုံထသေးတယ်။ရုံထလေးလေးကိုတွန်းမောင်ကပိုဖိလေးဖြစ်တော့နောက်ဆုံးလက်နဲ့ဖိတာကိုအားမရပဲတကူလုံးနေတက်ဖိလိုက်တယ်။ဆိုင်းခုံမင်းလည်းမအောင်နိုင်လျှော့တော့ပဲရုံရင်ဆန်းရင်မှာတပြေးပြေးနဲ့ငြိမ်ကြသွားတယ်။အတန်ကြာမှဆိုင်းကွန်မိုင်ရဲ့မျက်နှာပေါ်မှာကောင်းအောင်ကိုကိုတွုံးမောင်ကခွာချလိုက်တယ်။ဆိုင်းကွန်မိုင်အသက်မရှူတော့ပါလူတကူလုံးပြုတ်ခွေသွားပြီးမလုံးမရှက်ငြိမ်သက်သွားတယ်။ ကိုထုံးမောင်ကစမ်းကုန်မောင်ရဲ့ကိုပေါ်မှာအဖိုးတန်ပစ္စည်းတွေကိုချွတ်ယူလိုက်တယ်။ခရီးဆောင်အိတ်ထဲမှာငွေစက်ကိုဒုတ်ကိုလည်းယူလိုက်ပြီးစမ်းကုန်မောင်အလောင်းနဲ့တဲလွန်စားပစ္စည်းကိုဖျောက်ပြက်ဖို့စဉ်းစားရပြန်တယ်။တိတ်တော့မစဉ်းစားလိုက်ကြ။တဲရဲ့နောက်ဘက်ပင်90ခွန်းအကွာမှာအသင်တူးထားတဲ့အမိုက်ချင်းတစ်ချင်းရှိတယ်။ဒီချင်းတဲကိုအလောင်းထဲလိုက်ပြီး သဲလွန်စာရှားနိုင်မဲ့ပစ္စည်းတွေအလုံးကိုထဲကအပေါ်ကမြေဖိုးလိုက်ခြင်းကိစ္စပြီးကိုထုံးမောင်ကရှေရှေဝေဝေစဉ်းစားမနေပဲလှုပ်ရှားရှိတာကိုဆောင်ရွက်ပြီးလှုပ်ရှားလိုက်တယ်။ဇန်းခွန်မောင်ရဲ့လောင်းကိုပခုံးပေါ်တင်ပြီးသဲလွန်စာပစ္စည်းများကို အမိုက်ချင်းထဲကိုပြစ်ချလိုက်တယ်။အနားမှာအသင်းရှိတဲ့ပေါက်တွနဲ့မြေကိုဖိုးပြီးလှုပ်ရှားမှုအလုံးကမြန်ဆန်လွန်နေ။ဘဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီးဖြစ်လို့လောကကြီးတစ်ခုလုံးအိမ်မောကျနေပြီးဖြစ်တယ်။ အချိန်တွေကကုန်လွန်ခဲ့ပြီဖြစ်တဲ့အပီးကြီးဆုံးအသေးသက်ဆုံးကျူးလွန်ခဲ့တဲ့လူသက်မှုကခြေရာလက်ရာတစုံတစပင်အသံမထွန်းကိုထုံးမောင်ကလည်းအမူးရှားမပြတ်အချိန်ဤမပြတ်အလောက်ကင်မပြတ်ဖြင့်နေမြဲတာနေတဲ့မိမိနေစဉ်လုပ်တဲ့လုပ်ကိုယ်သာဆက်လက်လုပ်ကင်ရရှိတဲ့တနေ့မှာကိုထုံးမောင်တန်းကိုလူနှစ်ယောက်ရောက်လာပြီးအရက်ထောင်းထောင်းမောင်းမောင်းနဲ့လူကပခုံးမလဲထားတဲ့တရေအိမ်မစစ်ကိုဖွင့်ပြီးဓာတ်ပုံတစ်ပုံကိုထုတ်ယူလိုက်တဲ့ ဟဲ့လူခမရဒီလူကိုတွေ့ဘူးလားဒို့တို့ကိုထုံးမကိုမေးလိုက်တယ်ကိုထုံးမောင်ရဲ့အမှုရာပြတ်သွားတာကိုသတိထားမိလိုက်တယ်ဟွန်းကျွန်တော်တခါမှမမြင်ဘူးပါမို့ဒါဖြင့်ဒီပန်းမျိုးတွေကိုရော တွေ့ဘူးလားဒို့တို့ထမှန်မေးလိုက်ပြန်တယ်ညီညီရဲရဲငေါငေါဆင်းဆင်းပွင့်ချက်တွေဝေစားနေတဲ့ပန်းပွင့်တပုံကိုထုတ်ပြလိုက်တယ်ဟွန်းကျွန်တော်တခါမှမမြင်ဘူးပါမို့ဒို့တို့ကိုထုံးမောင်ကညင်းဆန်လိုက်တယ် ကျောက်ကနေမိတန်နဲ့တူကိုတွန်းမကိုလက်ထိတ်ခတ်လိုက်တော့တယ်။ဘာဘာလုပ်လို့လဲပြကျွန်တော်မှဘာပြည့်စည်လို့လဲ။ဒို့တို့ကိုတွန်းမကထိတ်ထိတ်ပြပြနဲ့ပြရခတ်ပြီးအမူချာရီပြတ်သွားတယ်။ခမရမမြင်ဘူးတဲ့ပန်းတွေကိုကျုပ်တို့လိုက်ပြမယ်လာလိုက်ခဲ့။ဒို့တို့ပြောပြီးတဲအနောက်ဘက်ပြီး90ကျန်အကွာကိုခေါဆောင်သွားတယ်။ကိုတွန်းမမျက်လုံးကမယုံနိုင်လောက်အောင်ဘန်းပွေနီနီရဲရဲကြီးတွေကငွားငွားဆင်းဆင်းပွင့်နေတာကိုတွေ့ရတယ်။ လွန်ခဲ့တဲ့နှစ်လကန်းကစမ်းခွန်မိုင်းကိုခေါင်းနဲ့ပြီးသက်ပြီးဒဲလွန်စာပစ္စည်းနဲ့အတူမြေမြုပ်ပြီးရဲ့နောက်ပိုင်းကိုထုံးမောင်တယောက်ခြံနောက်ဘက်ကိုမသွားမိပဲဒီပန်းတွေပွင့်နေတာကိုမသိခဲ့ချင်းဖြစ်တယ်။စမ်းခွန်မိုင်းရဲ့ဒဲလွန်စာပစ္စည်းမှာ မျိုးစိများပါရှိတာကိုသတိမထားမိပဲမြေဩစာခေါင်းနဲ့တွေ့ပြီးအချင်းတန်လို့ဖူးပွင့်လာခြင်းဖြစ်တယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာလူပြောင်းမှုတိုင်းကြားလို့ ဆိုင်ခုံမိုင်းရဲ့ခီးစဉ်ကိုရဲတပ်ဖွဲ့ဝင်တို့ခြေရခံလိုက်ကြတယ်။တောင်ကြီးမှာစီးလာတဲ့ကားကလဲကူးမှ ပြတ်သွားတယ်။လဲကူးမှလိုက်လာတဲ့ကားကြောင့်ကလည်းရန်ကုန်မြို့ထဲကိုမရောက်ဘဲမင်္ဂလာတုံမြို့နယ်ကနှွေးကွေးမှာအဆုံးသတ်သွားတယ်။နောက်တနေ့မှလည်းရန်ကုန်ကံတော်ကြီးဆောင်ကမြေပရိသားကျုံးကို ဆိုင်ခုံမိုင်းရောက်မလာလို့ဘီဘီရီရီလူသက်မှုကိုအချင်းယူစုံစမ်းခဲ့ရမှာတန်းပွင့်ဝိညာဉ်သက်တည်များကအမှုမှန်ကို ဖော်ထုတ်သွားတယ်။ ဒိုချိန်မကိုထုံးမောင်လေစိုင်းခွန်မိုင်းရဲ့လောင်းကိုဖော်ထုတ်ပေးလိုက်တော့တယ်။ဟုတ်ကဲ့နောက်ထပ်တင်ဆက်ပေးခြင်းလေဇလန်းကတော့စူဝေနေတော်သွေးလိုအမြည်ရှာတဲ့ရင်းနှဖို့ရမိုခင်ဖြစ်ရမှန်ဇလန်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနာဆင်အားပေးကြပါအောင်ရှင်။အထက်မြန်မာပြည်နဲ့တကူကြီးပြားများကိုဖျားဖို့ခီးစင်မှာပြန်လာတဲ့ဟွန်တိုင်းကားကြီးက ဒေါ်ငိမ့်တင်တို့အိမ်ရှိမှာရက်လိုက်တယ်။ခီးဆောင်အိမ်နဲ့အသုံးဆောင်ပစ္စည်းများအမတ်တရားဝယ်လာတဲ့လက်ဆောင်ပစ္စည်းများကိုဒေါ်ငိမ့်တင်က မနိုင်မနှင်းနဲ့ကားပေါ်မှာချပြီးကားပေးမှာစုပုံထားတယ်။ဟဲ့မောင်ထွေးတို့မိတင်လိုင်းတို့ဘယ်တွေသွားနေကြလဲ။လာကြစဲမအောင်။ဟောအမေတောင်ဖျားဘူးကပြန်လာပြီ။ဒုက္ခပါပဲ။ငါကိစ္စဘလို့များရှင်းရမလဲ။မောင်ထွေးကနှုတ်မတီးတီးတတရွရင်နှင်းမြစွာလှူရှားလိုက်တယ်။ သူမမြင်လူတို့ရှားများကိုမွေးရကြီးကိုဆွဲယူပြီးအုပ်ထားလိုက်တယ်။အိခန်တကားကိုတော့ပိတ်ပြီးအိမ်ပေါ်မှပြေးဆင်းခဲ့တယ်။အမေပြန်လာပြီလားဗျ။ဒါနဲ့အမေအဖော်ရီကဘယ်မှာကြံခဲ့လဲ။မဘူးစိန်တို့ဒေါ်ချိုတို့ကခီးပန်းလာလို့အိမ်လိုက်တော့ဘူး။သူတို့အိမ်မှာပဲကြံရစ်ခဲ့တယ်။ကဲကဲစကားရှိမနေနဲ့ဒီပစ္စည်းတွေကိုအိမ်မော်တင်။ဒါနဲ့မိတင်လိုက်ရရောဘယ်ဒီသွားနေလဲ။မမတင်လိုက်လားအမေ။ဟုတ်တယ်လေ။နင်များတင်းနေလိုက်ကိုမင်းနေတာ။ဟိုဟိုသူအဖိုးနေမကောင်းလို့ဆိုပြီ တာဂီတာကိုသောရင်မိဟဲ့ဘိုးသားထွန်းကြီးကလည်းချူကြလိုက်တာနော်ခဏခဏကျမ်းမာရေးချူတဲ့နေတာပဲอืมအသက်ကလည်းကြီးလာမှာကိုဒေါ်ငိမ့်တင်ကနှုတ်မရေယွန်းရင်တနိုင်တပိုင်ပစ္စည်းကိုလက်နှစ်ဖက်နဲ့ဆွဲပြီးအိမ်မော်ကိုတက်သွားရင်ဟဲ့မောင်ထွေညီတို့အိမ်ခန်းကဘာဖြစ်လို့တော့ခတ်ထားလဲအော်ကျွန်တော်မနေ့ပြန်တငယ်ချင်းမျိုးသန်းတို့အိမ်မှာစွန့်ကျွေးရှိတယ်မိဒါကြောင့်ဒီညက်နေသွားပြီးတော့ဝိုင်းကူလုံးမလို့ပါ ဒေါ်ငိမ့်တင်ကတားပြည့်သူမောင်တွေရဲ့ကနာမငိမ့်တဲ့အမိုးရှာနဲ့အတန်အနှဲငယ်တုံနေလို့တတိထားမိပြီးသင်္ကာမကင်းဖြစ်သွားတယ်။မောင်တွေရဲ့ငါအခုမှခီးပန်းပြီးပြန်လာတယ်။နင့်အေးအေးစိစိမြနေစမ်းမအောင်ငါလည်းအနားယူခြင်းနဲ့နင်တို့လင်းမြလည်းတယောက်မှအိမ်မမကက်ဘူး။အိမ်မငါတယောက်တည်းရဲ့။အော်အမေကလေးပြကျွန်တော်ညနေကြာသေးသေးကြာကြာလာခဲ့မယ်လို့ချိန်ထားလို့ပါဗျ။ဒါနဲ့အမေကျွန်တော်သွားမယ်နော်။ဟဲ့ခဏနေပါဦးမောင်တွေရဲ့ နင်းကြီးရတာလဲသိပ်ပြီးတော့မူမမှန်ဘူးနော်နင်းပါရင်မဟုတ်မှတ်တွေလှုပ်ထားလေတာတာဘာမှမလှုပ်ပါဘူးဗျမောင်တွေနင်းအချက်တွေတောက်ထားဟလားဟုတ်နင်းနင်းပေါပေါပါမိကျွန်တော်တငယ်ချင်းနေနဲ့တခါတော့ဂျုံနှုံးဆောင်လိုက်ပါမောင်တွေကမကြာခဏဆိုသလိုတငယ်ချင်းအပေါင်းအသင်းတွေကိစ္စစီးပွားရေးကိစ္စကိုအကြောင်းပြုပြီးအချက်တောက်လာတတ်တယ်အလွန်ဂျုံတော့မဟုတ်ဒုဗ္ဗတော်လေ မြေခင်ကြီးဒုံငိမ့်တင်ကရန်နာသုံးပါးကိုဥထိတ်ထားသူအနန္တောနန္နာ၅ပါးကိုစီကတ်သူတီလစင်ကျဲသူဖြစ်လို့ကံ၅ပါးနဲ့ပတ်သက်ပြီးတားဖြစ်သူကိုအကြက်ကြောင့် ဖြစ်တတ်တဲ့စိုးကျိုးတာရကာများနဲ့ဖျားမကြိုက်တရားမကြိုက်တဲ့အပြည့်ဖြစ်ပုံများကိုအမျိုးမျိုးပြောဆိုဆုံးပါတော်လဲမောင်ထွေးကကြုံရင်ကြုံတယ်လို့တောက်စားတတ်တဲ့အခုလဲအရက်တောက်ယုံနာမက အမတစ်ခုကျူးလွန်ထားသူပြီးပြီးစိတ်ကြောက်ခချားဖြစ်ပြီးထပ်ပေါက်ရှားခြင်းဖြစ်တဲ့ ဒေါ်ငိမ့်တင်ဒေါ်ငိမ့်တင်ရှိလားဗျအေရှင်းမပြပြတလေခေါ်တန်းကြောင့်ဒေါ်ငိမ့်တင်ကကြည်လိုက်တယ်။အော်ဦးကျောင်းဝင်ပါလားလာဝင်ခဲ့လေကျွန်မလည်းခုမှဖျားဖို့ပြန်လာတယ်ပစ္စည်းတွေတောင်မသိရသေးဘူးရှင်။ဟုတ်ကဲ့ပါကျွန်တော်လည်းခီးရောက်မဆိုင်ပဲပြောအောင်မေးဗျလူရင်းကိုတူတူပဲပြောပါမယ်။ကျွန်တော်တာမောင်စန်းတဲ့နေ့လေကဒေါ်ငိမ့်တင်တို့အိမ်ကိုသွားရတယ်လို့သူတငယ်ချင်းမောင်မျိုးတန်းကလာပြောတယ်။အဲဒီချိန်မှာဒေါ်ငိမ့်တင်ရဲ့တာမောင်တွေကကျွန်တော်တာမောင်စန်းသိန်းကို ီနေ့အပြည့်ရှင်းရမယ်ဆိုပြီးအရန်မိုးမိုးနဲ့ကျင်းသွားတယ်ဗျဒီကိစ္စစိုးရင်ရတယ်ဆိုပြီးမောင်မျိုးတန်းလာပြုတ်လို့စိတ်ပူပြီးတော့လိုက်လာတာอืมသူတို့ချင်းဘာပြည့်တနာမြဖြေးကြပြန်ပြီလဲမသိဘူးဦးချုံဝင်ရဲ့ကျမလည်းအခုကဖျားဘူးကပြန်လာတာဆိုတော့ဘာမှအကျိုးကြောင့်မသိရသေးဘူးအခုလေးတွင်မဲ့သူတငယ်ချင်းမောင်မျိုးတန်းတို့အိမ်မှာမနေ့ပြန်စွန့်ကျွေရှိတယ်ဆိုပြီးညအိမ်ညနေသွားတယ်အဲ့ဒါမဖြစ်နိုင်ဘူးဒေါ်တင်ကြီးအခုပဲကျွန်တော်နဲ့မောင်မျိုးတန်းနဲ့လမ်းမှာတွေ့ခဲ့တယ်ဗျာ မောင်မျိုးတန်းပြောတော့ဒီညဒေါပုံအားကစားခွင့်မှာစတိတ်ရှိုးဘွဲလက်မှတ်ရလို့သွားကြည့်မယ်လို့ပြောတော့တယ်။ဟင်ဒါဆိုရင်မောင်ထွေးပြောတော့တဲ့စကားနဲ့အခုဦးကျော်ဝင်ပြောတဲ့စကားကတခြားစီဖြစ်နေတာပဲ။မောင်ထွေးမောင်ထွေးဘာရင်းများမဟုတ်သရုပ်တွေလှူတာလည်းမသိဘူး။ဒေါ်တင်ငိမ့်ကစိတ်ပြပြနဲ့ညီတွားနေမိတယ်။ဦးကျော်ဝင်းကတော့တားစောနဲ့ပြရခဲ့ပြီးစိတ်တွေကနာမငိမ့်ဖြစ်ကကြီးကန်းတောင်းမှမျက်လုံးကိုအနာမပေးပဲဒဲလွန်စာတစ်ခုကိုရှာဖွေလိုက်တယ်။ ဟိုဖနက်ကကျွန်တော်ရဲ့သားမောင်ဆန်သိန်းရဲ့ဖနက်ပါလားဗျဒါဆိုကျွန်တော်သားမောင်ဆန်သိန်းဒီအိမ်မှာရှိနေရဲဆိုတာထင်ရှားနေပြီပဲဖြစ်ဖြစ်နိုင်မှာမလားဦးကျော်ဝင်းရေဘာဖြစ်လို့မဖြစ်နိုင်မှာလဲဗျဟိုတော့ခတ်ထားတဲ့အခန်းကိုကျွန်တော်ဖွင့်ကြည့်ခြင်းနေဦးကျော်ဝင်းပြောလိုက်တော့မှဒေါ်ငိမ့်တင်ခေါင်းနှပန်းကြီးကြီးသွားတယ်ဧကန်နာတခုခုတော့အဖြစ်ဆိုးနဲ့ကျုံနေပြီဖြစ်ချောင်းကိုတီးလိုက်ကြတယ်ကျမမတော့မရှိဘူးရှင့်မောင်ထွေဘယ်နှမ်းမှထားခဲ့လည်းမသိဘူး ဒါဖြင့်ဒီလိုလုပ်ပြန်ရက်ွက်လူကြီးကိုအတိတ်တည်းဖြစ်ခေါ်ပြီးတောက်ကိုဖွင့်ကြည့်ရင်ကောင်းမေ။음ဦးကျော်ဝင်းပြောမှကျမတတိထားမိတယ်။ညီဆူဆူအနံလေးကြတယ်။ဖျားဖျားဒုက္ခပါပဲ။ကျမတယောက်တည်းတော့မနေရဘူးရှင်။ကျမပါလိုက်ခဲ့မေ။ရက်ွက်လူကြီးကိုခေါ်ပြီးဒီအခန်းတကားကိုဖွင့်ကြည့်ရပေါ့။ဒေါ်ငိမ့်တင်ကကြောက်ကြောက်လန်းလန်းနဲ့စကဲလုံးများထိထိငုံငုံနဲ့ဖြစ်ကုန်နေ။ရက်ွက်လူကြီးဦးဖိုးထင်ကအခန်းတကားတော့ကိုတန်တန်ဝင်းနဲ့ကလန့်ပြီးတော့ဖွင့်တယ်။ ခုံခုံတာဖြစ်နေတဲ့မွေရကြီးအောင်မှာညိုမဲမဲသွေးဆက်များကိုတွေ့ရရင်ရုတ်တရက်အခန်းထဲကိုဘသူမှမဝင်စီပင်အပြင်မှကျက်သည့်သည်ပြီးကြီးလိုက်မိတဲ့ဒိုးချိန်မှာတရင်ချနေမိလုံးကြုံရင်ကင်းတဲ့တဖွဲ့များရောက်လာပြီးအခန်းထဲကိုဝင်ရောက်စီစီကြည့်တဲ့အုတ်ထားတဲ့မွေရကြီးကိုဆွဲဖက်လိုက်တဲ့အခါရက်ွက်ထဲမှာလာကြည့်သူအလုံးအံ့အားသင့်ကုန်ကြတဲ့မြင်ခွင်းကမရှိမလားမမြင်ရစရာမြင်ခွင်းဖြစ်တဲ့ မောင်ဆန်သိန်းနဲ့တင်မမလှန်ကိုနှလုံးပြိုင်သက်ထားပြီးမွေရကြီးနဲ့အုတ်ထားခြင်းဖြစ်တယ်။ကဲကဲဒီတိုင်းကြီးနေလို့တော့မဖြစ်သေးဘူး။သက်ဆိုင်ရာကိုတရင်ပို့ပြီးဆက်လက်ဆောင်ရွက်ဆရာရှိတာတွေကိုဆောင်ရွက်ရအောင်မေ။နေရင်းရရှိကြီးကတရီပေးလိုက်တော့မှအာလုံလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။ဒါမောင်ထွေးရဲ့လက်ချက်ပြ။ဦးကျော်ဝင်းကကြေးခွဲဝန်းနေတဲ့အတန်းနဲ့နာကြီးစွာပြောဆိုလိုက်တယ်။တတော်ရက်ဆက်တဲ့လူပါဗျာ။ အပြေကရှင်းနေတာပဲလင်းရှိမြားကိုဖောက်ပြန်လို့ရှင်းပြလိုက်တာပေါ့ဒေါ်ငိမ့်တင်ကတားဖြည့်သူမောင်ထွေးရဲ့ဘက်ကဝင်ရောက်ပြောဆိုလိုက်တယ်ရက်ွက်တဲမှာလာကြည့်သူများလည်းတယောက်တစ်ပေါင်းနဲ့ပြောဆိုကုန်နေရှင်ရလေတော့ကိုအเจ้าမဟုတ်ဘဲနဲ့ဝင်မပြောစမ်းမနဲ့တော်ကြတဲ့တဲ့တွေခံနေအောင်မေဒို့တို့တယောက်တစ်ပေါင်းနဲ့ပြောဆိုကုန်နေဘာမေးပြပြပေါ့ကွာမင်းခုလိုကျူးလွန်ခဲ့တဲ့အပြစ်တွေကိုဝန်ခံပြီးလာဖမ်းခံတယ်ဆိုတော့ ကြီးလေးတဲ့မှုကငယ်စီပြီးငယ်တဲ့မှုကိုပပြအောင်လို့တို့ကကူညီစင်သာပေးရမှာပေါ့ကဲမောင်တွေမင်းခုလိုမောင်ဆန်သိန်းတဲ့တေမမလိုင်ကိုဘာဖြစ်လို့ရဲရဲဆက်ဆက်တက်တယ်ဆိုတဲ့အကြောင်းကိုပြောပြပါအောင်ဒေါ်ပေါ့မျိုးနဲ့ရဲစကန်းမှာရဲရရှိကြီးဦးစော့မောင်ကတရားခံမောင်တွေကိုဗနာမအနေနဲ့စင်မေးလိုက်တယ်ဟုတ်ဟုတ်ပါရဲ့ဆရာတကယ်တော့ကျွန်တော်ကလူမသက်ချင်မှာဘူးဗျာလူသက်မှုဖြစ်ရင်ထောင်ချမယ်လူလောကကြီးနဲ့ဆက်သွယ်ပြမယ်ပြစ်မှုကြီးကိုချွေးနဲ့ဆက်ရမယ် ပြီးတော့ဈေးကုန်မျိုးကုန်တွေရဲ့ဂုဏ်သိက္ခာကိုထိခိုက်မယ်ဆိုတာကျွန်တော်သိပါတယ်။ဒါပေမဲ့ဆရာရင်ကျွန်တော်ရှင်ထဲမှာမခံစားနိုင်လို့စိတ်ရောကိုယ်ပါတတိလက်လို့ဖြစ်ပြီးကျွန်တော်တောက်ထားရဲ့ရက်ချိန်နဲ့ဇူဝေနေတဲ့ကျွန်တော်ခန္ဓာကိုယ်ထဲကသွေးတွေရဲ့လှုပ်ဆောင်မှုကြောင့်ကျွန်တော်စနီတင်းမမနဲ့မောင်စံသိန်းကိုတက်လိုက်မိတာပါ။အရက်ကြောင့်ဖြစ်ရတယ်ဆိုရင်အမတကူကျူးလွန်လိုက်မိပြီဆိုတော့ကိုကိုအမကိုကိုသိနေပြီပဲ။ဘာကြောင့်များတက်လိုက်ရတယ်ဆိုတဲ့ဖြစ်စဉ်ကိုပြောပြပါအောင်။ဟုတ်ဟုတ်ကဲ့ဆရာ ကျွန်တော်ပြောပြပါမယ်။ တကယ်တော့တင်မမလိုင်းနေကျွန်တော်ကလူငယ်တဘာဝချစ်ကြိုက်ကြလို့အိမ်အောင်ကြတာမဟုတ်ပါဘူး။နှစ်ဖက်တော့မိဘရဲ့စီစဉ်ပေးမှုကြောင့်အိမ်အောင်ကြခဲ့ကြတာပါ။မင်္ဂလာဦးညမှာပဲတင်မမလိုင်းကကျွန်မမှချစ်သူရှိကြောင်းနားလေခွင့်လွန်ပေးဖို့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ကျွန်တော်လည်းသဘောထားကြီးကြီးနဲ့နားလေခွင့်လွန်ပေးနိုင်ကြောင်းလို့ဂရီပေးလိုက်မိတယ်။ဒီဂရီတလုံးကိုခွင့်ကောင်းချုပ်ပြီးစံသိန်းနဲ့တင်မမလိုင်းကမကြာခဏချင်းတွေ့နေတယ်ဆိုတာကိုသိတော့ကျွန်တော်ရှင်နေရင်ဒုမနာဖြစ်ရပါတယ်။ ကျွန်တော်ကသူများလဲကျိုးကိုထမ်းမိနေပြီလားကျွန်တော်လဲကျိုးကိုပဲသူများဝန်ထမ်းနေလားဆိုတော့ကျွန်တော်မဝေခွဲတတ်တော့ဘူးအဲ့ဒီနေကစားပြီးကျွန်တော်လည်းအရသမားဘောကိုလုံလုံရရကြီးရောက်တော့ပါတယ်ဆရာတငယ်ချင်းအပေါင်းသိနေနေစုံနိုင်ဒီအကြောင်းကိုပြောဖြစ်ရင်ကျွန်တော်ရှင်တဲ့ကအဆိုင်ခဲတွေအုံကြပေါက်ခွဲမိပါတယ်ကျွန်တော်လည်းသိဝမ်းနေတယ်ဆရာအခင်မဖြစ်ပွားခင်တွေကတင်မမလိုက်တဲ့စံသိန်းတို့ရဲ့အချင်းတွေကိုတီးကျင်နာနဲ့လှဲခွက်ဆင်ပြီး အလုပ်ကိစ္စတခုနဲ့ခီးထွက်ရမယ်လို့ပြောပြီးကိုရောင်ဖြောက်ခဲ့တယ်စီယာနောက်တော့ကျွန်တော်ထင်တဲ့အတိုင်းမှပဲကျွန်တော်ကတော့မှသူတို့သတိထားမိရမပေါ်ပါဘူးကျွန်တော်ရှေ့မှာရင် သူတို့ဖောက်ပြန်နေတာကိုတွေ့ပါတယ်စီယာအဲ့ဒီအချိန်မှာကျွန်တော်ဘလို့နားလဲပေးရမလဲစီယာကျွန်တော်စိတ်ကိုကျွန်တော်မထိန်နိုင်တော့ဘူးကျွန်တော်လည်းဖြစ်ချင်ဟာပြေးဆိုပြီးအင်းရှေ့တကားကျမှထောင်ထားတဲ့လှန်ကိုဆွဲပြီးအင်ကန်းရဲ့ထုတ်တန်းပေါ်ကနေတက်နှစ်ယောက်လုံးကိုလှန်နဲ့တားကုန်ဆိုက်လိုက်တယ် ဇန်သိန်းနဲ့တင်မမလိုင်းကအော်တာမအော်နိုင်မဲ့လှံပြားမှာအသက်ပါတော့တယ်ဆရာတဆက်တည်းမှာပဲသူတို့အလောင်းတွေကိုကျွန်တော်ဖျောက်ဖျက်ဖို့ကြိုးစားနေတော့ကျွန်တော်မိတော်ငိမ့်တင်ကဖျားဖူးကပြန်လာတာနဲ့တိုက်ဆိုင်နေပါတယ်ဆရာဒါကြောင့်ဖုံးမရဖိမရဖြစ်နေတဲ့အလောင်းနှလောင်းကိုမှုရနေအုပ်ပြီးအဝေးတနေရာကိုထွက်ပြေးဖို့ကျွန်တော်စဉ်းစားခဲ့ပါတယ်ဒါပေမဲ့ရာဇွေပြေးပြေးလို့မလုပ်ဘူးဆိုတာကျွန်တော်သိနေလို့အခုလိုလာပြီးတော့အဖမ်းခံတာပါဆရာကျွန်တော်ကိုပေးချင်တဲ့အပြစ်သာ ပေးကြပါတော့ဆရာ ဟုတ်ကဲ့ဇလန်လေးကိုအဆောင်တည်နာဆင်ပေးကြရင်ပြည်သက်များလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်တောင်းပေးဖို့တောင်းဆိုပါစေချင်